ွက်နေနဲ့ဆက်နေတာဒီနေ့ဟုတ်ပြီလေအထုံးပြုလို့နေနဲ့ဒါကိုကိုပြမလို့များတဲ့အခြေအနေဖြစ်ပါတယ်။နောက်ပြီးတော့အဲ့ဒီအချိန်ထဲမှာပဲဒီတိုင်းသာသနာကြီးဦးစီးမှုနဲ့ဒီတိုင်းသာသနာကြီးမန္တလေးမြို့ကသာသနာ2005 debate scan နဲ့ပတ်သက်လို့အစိုးရဖွဲ့လုတ်ကန်ဆောင်ရွက်မှုတွေကိုမန္တလေးတိုင်းအစိုးရဖွဲ့ကဩဂုတ်လ၄ရက်နေ့မှာသတင်းမီဒီယာတွေနဲ့တွေ့ဆုံပြီးသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။မန္တလေးဖျားကြီးနောက်ဖက်မုတ်က သာသနာ2500ဓမ္မယုံမှာတန်ခါတချို့နဲ့ရတားတချို့ဟာဆိုးရဖြုတ်ချရေးပါဝင်တောင်းစုချက်တချို့နဲ့အတူအောက်ဂုလညနေကစပြီးအပိတ်စကန်ဖွင့်လိုက်ခဲ့တာဖြစ်ပါတယ်။အောက်ဂုလ3ရက်နေ့မှာတော့မန္တလေးတိုင်းဆိုးရဖွဲ့ယုံမှာဝင်ကြီးတွေခရိုင်သာသနာရေးမှုတွေခရိုင်အုပ်ချုပ်ရေးမှုတွေနဲ့မဟာမုနိဂောပကတွေအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ဒီအစည်းအဝေးကနေထွက်ပေါ်လာတဲ့တိုင်းတန်ခါနာဂအဖွဲ့ရဲ့မင်းကြောင်းမှုနဲ့ပတ်သက်ပြီးမန္တလေးတိုင်း လုံခြုံရေးနဲ့နေဆက်ရေးဝန်ကြီးဘူပုံမှုကြီးကျော်ကျော်မင်းကအခုလိုပြောဆိုခဲ့ပါတယ်။ဒီလိုဟောကတာကိုရမမီးယားဇန်နဝါရီ20ရက်မှာမြန်မာနိုင်ငံနိုင်ငံကြီးကိုရောက်တဲ့ရုံးပါတယ်။ဒီကိုရောက်တဲ့ဝန်ကြီးတိုင်းနိုင်ငံကြီးခုတည်ရောပြီးတော့ခရိုင်အထုပ်ရေးမှုကြီးတော့ခရိုင်ခရိုင်ကာနာရေးမှုကြီးတော့ဆက်မြောက်တယ်လို့ပြောတယ်။ဥယျာဉ်ကြီးတော့မာကုန်းကြီးဟောကတာ တို့နေပေါ်ပေါ်ပြီးတော့မှသူတို့အများကြီးပြုလုပ်ကြပါလေဒီလိုပြုလုပ်နေတာပါလေဒီနေ့ငါတို့ညအချိန်မှာမြို့နယ်နိုင်ငံတော်တော့ဆရာတော်ကလက်မှတ်ပြုတဲ့သူကြောင်းကြားစာပြီးသူမြို့နယ်နိုင်ငံမှာကအဲဒီမြို့နယ်ကသာသနာရေးဘုရားနော်လက်မှတ်တော်ရေးဘုရားဒီကျောင်းသားတွေဒီပြီးတော့မှဆရာတော်ကဒီမောင်တန်တာကိုဆက်တက်တာဆက်တက်နေတာပါဒီမောင်တန်တာများတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြကြမယ်ဆိုလို့ရှိရင်ဘိုးတင်ကြပြီးတော့မှပြကြပြီးမယ်ဆိုပြီးတော့မှဒါလိုပြန်ကြခဲ့တာဖြစ်တော့သာသနာ2500တပိတ်စကန်ကိုဒီနေ့ရ10နိုင်မှဖယ်ရှားပေးဖို့တိုင်းတန်ကနိုင်ကအဖွဲ့ကမင်းခဲ့တာပါ ဖြိုခွင့်ပဲလို့ပြောတာမဟုတ်ပေမဲ့10နိုင်မှဖယ်ရှားမပေးဘူးဆိုရင်တော့ဒီနေ့ဘေးရင်းမှာလည်းဘုံနဲ့ခုနကဒီသာသနာ့ဥတီဦးတိုင်းသာသနာ့ဥတီဦးကဘုံတိုင်းသာသနာ့ဒီ ိုက်ခါတန်ခါမှာဖွဲ့ထုတ်ရအောင်ကြောက်ရင်ပြောမှာဒီသတိမောင်မပေါင်းတဲ့တန်ခါတွေကိုတည့်တည့်ပြီးတော့မှာဟောရတာဒါကရှိပါလေဒီဟောရတာဒါကလည်းရှိပါလေဒါလို့ဒီတန်ခါနာကုထာနေတဲ့ဒီသတိမောင်ကြီးကိုစတဲ့ပြုလို့ဖို့ဒီပေရှားမှုဖြစ်လာရင်မှာပြီးအောင်ဆောင်ရွက်ဖို့နဲ့အဲ့ဒီအချိန်မှာတန်ခါများကိုသက်ဆိုင်ရကြောက်လိုက်တော့လက်ကတော့ဆောင်ပြီးမယ်စေနာကြီးမှာတော့နှလုံးသားပြီးတော့မှပေးချပြီးဖို့ဆိုပြီးတော့မှဒါကျွန်တော်တို့ ဒီနေ့အဲဒီကတော့ဒါလည်းဒီမိုးနေတဲ့အချိန်တိုင်းပါလေတိုင်းတကနာကပြရနေလို့ကမိသားစုကရှိပါတယ်ဒါကတော့ဒီတပင်းသိချင်တဲ့ပတ်သက်ပြီးတော့မှအဲလိုစားနေနေရတယ်ဒီနေ့ဒီဖြစ်နေတဲ့အောင်အခြေအနေတွေဖြစ်ပါတယ်ကျွန်တော်တို့စေတိုင်းမှာပြုတ်ပြတ်လို့ကျွန်တော်ပြောတော့ကျွန်တော်တို့စေတိုင်းမှာဖေရှားပြဖို့ဆိုပြီးတော့မှတာရဏနာနာအခုကြာဆရာတို့ရ မိန့်လာဖြစ်ပါလေဒီမှာကျွန်တော်ပြရှင်းပြပါဒါမိန့်လာဖြစ်ပါတော့ပြရှင်းမှုဆိုရင်ကျွန်တော်တို့နေရာတော့အထက်မြင့်စနစ်မျိုးမှာပြပြဆောင်ရဲ့